ဒါဆိုရင်အခုဆက်ပြီးတော့အခန်း42ရဲ့ grammar နူလေးတွေကိုပြန်ပြီးတော့ကြည့်ပါမယ်เนาะအခုတစ်ဖြည်းဖြည်းနဲ့အခန်း40ကျော်လာပြီနောက်ပိုင်းမှာဆိုရင်ရှစ်ခန်းပဲကျွန်တော်မယ်เนาะဒါဆိုရင် info level က grammar နူလေးတွေတစ်ဖြည်းဖြည်းနဲ့ပြီးတော့မှာပေါ့เนาะဒါဆိုရင်အခုကြည့်ရအောင်ဒီအခန်း42မှာကိုရီသင်ရမယ့်ပတ်တန်လေးရဲ့နာမည်ကတာမဲနီလို့ခေါ်ပါတယ်တာမဲနီအဲတာမဲနီရဲ့အဓိပ္ပာယ်ကဖို့အတွက်ဆိုတဲ့အဓိပ္ပာယ်လေးပါ အဲ့တော့ဒီမှာတွေ့မဲ့တာမဲနီကဘာလေးနဲ့တွဲသုံးပါလဲဆိုတော့ဘတ်ဆိုရင် dictionary form နောင်ဆိုရင်အနောက်မှာ not ထည့်ပြီးတော့သုံးနဲ့ တာမင်းနီပါမှတ်ထားမယ်နော်တာမင်းနဲ့တွဲတဲ့စကားလုံးလေးဒီမှမားပါနဲ့ဘတ်ဆိုရင် dictionary form နောင်းဆိုရင် not ထည့်ပြီးတော့သုံးတယ်တာမင်းနီအဲ့တာမင်းနီကိုသုံးရတဲ့ရည်ရွယ်ချက်ကကိုယ့်ရဲ့ရည်ရှိမှလုံးမဲ့ရည်မှန်းချက်တွေကိုရည်ရွယ်ပြီးတော့ဒီဇိုင်းမမတ်လုံးမဲ့အရာတွေဒါဆိုရင်တာမင်းနီနဲ့တွဲသုံးမယ်ဥပမာငါအိမ်ဝင်ဖို့အတွက်ပတ်စံစုနေတယ်ငါဟာကားဝယ်ဖို့အတွက်အလုပ်ကိုစူးစမ်းလုပ်နေတယ်ဒါဆိုရင်ရည်ရှိမှလုံးမဲ့ရည် မှန်ချက်အကြီးတစ်ခုအတွက်ကိုပြောခြင်းရင်တာမင်းနီနဲ့တွဲသုံးပေးကြည့်ပါခိုင်ရှာကိုစခရူတာမင်းနီကွန်မဏီတီထောင်ဖို့ အရှောခံမေဟာတာရာကီမော့စ်စူဇာပန်စာအလုပ်လုပ်မေးတဲ့ဒါဆိုရင်သူ့ရဲ့ရည်မှန်းချက်ကအကြီးဖြစ်သွားပြီလေကော်မဏီစရာကနှိမ့်ချညာချင်းထောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးပတ်စံစူးကားမေးကော်မဏီထောင်ဖို့လိုကေရှင်းကြည့်ရမယ်ဒီလိုမျိုးအမျိုးမျိုးလောက်အောင်မှအဆင့်ဆင့်နဲ့အများကြီးရှိသေးတယ်ဒါဆိုရင်ရေရှည်ရည်မှန်းချက်ဆိုင်ထဲဝင်သွားပြီအဲ့တော့တာမဲနီနဲ့တွဲပြီးမယ်နော်နောက်တစ်ခုကခါဇိုခွနော့တာမဲနီအရှောခံမေဟာတာရာကီမော့စ်မိသားစုအတွက်စူဇာပန်စာအလုပ်လုပ်မေးအဲဒါဆိုရင်မိသား ဆုံဆိုတဲ့ခါဆိုးခုကနောင်ဖြစ်တဲ့အတွက်အနောက်မှာနိုးနဲ့ကပ်ပြီးတော့တုံးမိမယ်ပြီးတော့မှတာမင်းနီနဲ့တွဲပြီးတော့တုံးမိမယ်နော်ဒါဆိုရင်တာမင်းနီဆိုရင်အရှိမဘာဒီလိုက်မလဲဘတ်ဆိုရင် dictionary vowel နောင်ဆိုရင်နိုးနဲ့တွဲတော့နေတာမင်းနီပါ ကိုယ့်ရဲ့ရေရှိရီမှန်ချက်တွေကိုပြောဆိုရင်တာမင်းနီကိုတုံးမိမယ်နော်အဲ့တော့အဲ့ဒီတာမဲနီနည်းနည်းလေးစင်တာကပါလေဆိုတော့နိလို့ခေါ်တဲ့ပတ်တန်လေးနိတလုံးလေးပဲเนาะသူ့ရဲ့ grammar ကနိလေးပဲ အဲ့ဒီနှီးကကိုလေးတီထားတဲ့ပါတီကယ်နှီးမဟုတ်ပါဘူးဒါက grammar မှာသုံးတဲ့နှီးလေးပါအဲ့ဒီနှီးရဲ့အရှိမဘာဒီတွဲသုံးလေးဆိုတော့ဘတ်ဆိုရင် dictionary form အဲ့ဒီနောက်မှာမှ not ကိုထည့်ပြီးသုံးတဲ့ bad dictionary အပေါင်း not no နဲ့တခါတည်းကပ်ပေးတဲ့ dictionary ဖန်ပြောင်းလာတာကိုပြီးတော့မှ noun ဆိုရင် noun ni ဆိုပြီးတော့ပဲတွဲပြီးပါတယ်။သူကထူးခြားချက်ကလေးနော် dictionary ဖောင်ရဲ့အနောက်မှာမှ not ကိုကပ်ပြီးတော့သုံးထားတာ။အတိအမဲကလည်း tamani နဲ့အတူတူပဲဖို့အတွက်လို့ပြောတာ။ဒါပေမဲ့ဘာကွာသွားလဲဆိုတော့ဒီ knee ဆိုတဲ့ grammar pattern ကြီးကရီတူရီမှန်ချက်တွေကိုပြောတဲ့အခါမှာသုံးပါမယ်ရီတူရီမှန်ချက် ဲ့တော့ဘလို့လဲဆိုတာအောက်ကဥပမာလေးတွေကြည့်ကြည့်ခနောကာဘန်ဝါအေအိုဟာခိုဘူးနူနိစခိုင်မတ်ဒီလိုအိတ်ကပကြီးကိုတဲဖို့အတုံးပြူပါလေပကြီးတဲဖို့အတွက်အတုံးပြူတာအဲ့တော့တဲတဲ့ဆိုရက်ဟာခိုဘူးကိုသူက dictionary ဖောင်ပြောင်းတဲ့အတွက်နော့ခန်နေပြီးတော့မှနိနဲ့တွဲသုံးပေးမယ် နောက်တစ်ခုကပါဆိုခွန်ဤရဲရူနိုနီဤです。ကွန်ပျူတာထည့်ဖို့အဆင်ပြေတယ်။ဒါဆိုရင်ထည့်တယ်လို့ခေါ်တဲ့ဤရဲရူအဲ့ဒီ dictionary ဖောင်ရဲ့အနောက်မှာ no ကိုကတ်တယ်။ ပြီးမှခရမနီလီနဲ့တွေ့ပြီးတော့တုံထားပြီးတာလေဒါလေးကရီတူရီမန်းချက်အခုလိုမျိုးပကြည်သေးဖို့အတွက်အသုံးပြုတယ်ကွန်ပျူတာထည့်ဖို့အတွက်အဆင်ပြေတယ်စားဖို့အတွက်အဆင်ပြေတယ်เนาะဒီလိုမျိုးလေးတွေပါဒါကရီတူရီမန်းချက်ပါအခုလုပ်တဲ့ရီဝဲချက်ပေါ့အခုလက်ရှိ အတွင်းမှာဒါကိုလုပ်ရင်လုပ်ဖို့အတွက်အတွက်ဒါကိုလုပ်တယ်ဆိုရဲအဲ့လိုဖို့အတွက်ဆိုတာရီတူရီမန်းချက်ပါဒါဆိုရင်ဒီနီလေးကိုသုံးပြပါရီရှိရီမန်းချက်ကဥပမာအိမ်ဆောက်ဖို့အတွက်ကားဝယ်ဖို့ အတွက်ကုမ္ပဏီထောင်ဖို့အတွက်ကျန်းမာဖို့အတွက်ဓာတီကကြတော့ရေချီရီမှန်းချက်စရင်ထဲဝင်သွားပါပြီအဲ့ဒီအတွက်ကိုရီကအပေါ်ကတာမဲနီလေးကိုတုံးပြီးပါမယ်ဒါဆိုရင်အခုအခန်း22မှာဒီနှစ်ခုကိုသိချလေးကွယ်ကွယ်ပြပြတီအောင်လုပ်မယ်နော်။တာမဲနီဆိုရင်ရေရှည်ရီမှန်းချက်ကိုအတွက်3နာ။အာနီဆိုရင်နော်ရေတူရီမှန်းချက်အတွက်3နေဆိုပြီးတော့မှတ်ထားပြီးမယ်နော်။အဲဒါဆိုရင်နော်အားလုံးပဲနားလည်မယ်အဆင်ပြေမယ်လို့ထင်ပါတယ်နော်။